တော့ညီမဒီ bright တဲ့လေးတင်းကိုလူသွားမှာပါရှင့်ဟိုအဓိကဒီ bright တဲ့နေဆိုလူတွေကဟိုတိတ်မလူဖြစ်ကြဘူးပေါ့နော်ဒါတာရေးပဲဖြစ်ဖြစ်နာရေးပဲဖြစ်ဖြစ်တခုဆိုရင်ဒါ bright တဲ့နေအမြဲတမ်းရှိပေးတဲ့အတွင်းဖြစ်တဲ့အတွက်ညီမတို့အနုပညာရှင်တယောက်အနေနဲ့ဒါလူဖြစ်တာပါအပီတီဖြစ်ရတာပေါ့အဓိကဘယ်ဘယ်လူပဲဖြစ်ဖြစ်ပါလူပဲဖြစ်ဖြစ်ဟိုတသိလေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်လူတစ်ခုထမြောက်တယ်ဆိုတာကတော့ဒါပျော်ရွှင်စရာပေါ့နော် ကိုကိုတိုင်းလှုပ်ပြီးကိုကိုတိုင်းရှာထားတဲ့ငွေနဲ့ဒီလိုမျိုးလူရတယ်ဆိုတာဘယ်အနေမှလဲလို့မရပါဘူး အာဒီနေ့ကတော့ညီမတရားမိတ်ဆွေရဲ့ဒီလူလာပေါ့เนาะမိတ်ဆွေလူတဲ့အတွက်ညီမဒါဝိုင်းဝန်းကူညီရင်းနဲ့အဲလာဖြစ်တာပါရှင့်အာအဓိကကတော့ညီမဒီ brighter တင်းလေးတင်းကိုလူရောမှာပါရှင့်ဟိုအဓိကဒီ brighter တင်းလေးဆိုလူတွေကဟိုတိတ်မလူဖြစ်ကြဘူးပေါ့เนาะဒါတာကြီးပဲဖြစ်ဖြစ်နာကြီးပဲဖြစ်ဖြစ်တခုဆိုရင်ဒါ brighter တင်းနေအများကြီးရှိပေးတဲ့အတင်းနေဖြစ်တဲ့အတွက်ညီမတို့ပညာရှင်တယောက်အနေနဲ့ဒါလူဖြစ်တာပါ အာအဓိကတော့အမပြောရမယ်ဆိုရင်ပရဟိတအသင်းနေဆိုတာဟိုညီမခုနပြောသလိုပဲပေါ့။တာရေးပဲဖြစ်ဖြစ်နိုင်ရေးပဲဖြစ်ဖြစ်တခုဆိုပရဟိတအသင်းနေရပဲရှေ့ဆောင်ကနေ ပါပေးရတယ်ပြီးရင်တို့ကိုတက်ကိုမကြည့်ပဲနဲ့ညီမတို့တော့မလုံနိုင်တဲ့အလုပ်တွေပေါ့နော်ကိုတော့မလုံနိုင်တဲ့အလုပ်တွေမှာတို့လောက်တာဖြစ်တဲ့အတွက်ညီမတို့ကဒါတက်နိုင်သလောက်ဟိုပါဝင်အားဖြည့်ရဖြစ်ပါတယ်အခုဒါညီမတို့နုပညာရှင်နေဆိုတာမီဒီယာရင်းနဲ့အထီးတွေ့ဆုံးဟိုဆက်ဆက်မှုဟိုအနီးကပ်ဆုံးကဒါနုပညာရှင်နေနဲ့မီဒီယာရင်းနဲ့တိုက်ရိုက်ထီးတွေ့ရဲအဲ့တော့ညီမတို့ဘက်ကနေတခုလှုပ်လို့ဒီလိုမျိုးဟို line ပေါ်မှာတက်လာတယ်ညီမတို့တည်င်းနေတက်လာပြီဆိုတော့ဒါညီမတို့လှူလို့ရပါတယ်ဆိုတာလေဒါပရိတ်သတ်တွေရောလူချင်းတဲ့လူတွေရောမြင်လို့ရအောင်အခုလို့ညီမ interview ဖြည့်ခြင်းဖြစ်ပါတယ် အာရှိရဒီကိုဗစ်တုန်းကကိုဗစ်တုန်းကတော့ရှိရပေါ့နော်ဒါညီမတို့ဟိုជីជីမမဖြစ်သွားမဟုတ်ပြင်မဲ့ဒီကိုဗစ်တုန်းကညီမတို့တွေကိုဟိုကိုလက်ဂျင်းနေရတဲ့အချိန်ဒီမှာဆိုရင် ကိုလည်းတစ်ခေါက်ပါသွားတော့ခါကျတော့အမတ်တရားတစ်ခုတော့ဖြစ်ခဲ့ပါတယ်အဲ့အချိန်တော့ဒါ price ကသမားရဲ့ဟိုဟာ family စာနာကိုလည်းပေါ့ အစနာမီကပေါ့ညီမတို့တော်မှဒါကြောက်လို့အပြင်းနေပါရင်မထွက်ဘူးကိုကိုအတွက်ကိုမလုံနိုင်နေတဲ့အချိန်မှာသူများအတွက်လုပ်ပေးရဲဆိုတာဒါတော်တော်စိတ်စိတ်တအားကိုတဘောထားပြီးွားရဲ့လူတွေဒါလုံနိုင်တဲ့အရာပေါ့နော်ညီမတို့တော်ကိုအတွက်ကိုတော်မှခါလေးကြရင်မအားတာမလုံနိုင်တာသူများကိုမလူနိုင်တာမကူညီပေးနိုင်တာရှိပဲမယ်ဒီ brighter တမားတွေဆိုတာဘ누구ဖြစ်ဖြစ်အဲခုနှစ်တာသမီးပေါ့နော်လူမျိုးမရွေးအကုန်ကူညီပေးရဖြစ်တဲ့အတွက်ညီမတို့တော်ဒါ brighter တမားတွေကိုရန်နဲ့လေးစားရန်နဲ့ဒါဂုံယူပါရအကုန်လုံးအတွက် အဓိကတော့ဒီအဲလိုအပ်မဲ့ထင်တဲ့အတင်းလေးတွေကိုညီမဆက်တွေ့ပြီးတော့လူဖြစ်တာပါရှင်အဓိကတော့ emergency ရောညီမဟိုအနီးကချိတ်ဖြစ်လိုက်တာပေါ့ဒီလူလူဖို့မလူဖို့ဆိုတာတန်းညီမ အော်လူလိုက်မယ်ဆိုရင်အတွေ့လေးနဲ့ပြီးတော့ဒီဒီနေ့ဒီအလူကိုလာရင်လည်းကုညင်းလည်းကြုံတယ်ဆိုတော့ညီမတစ်ခါလေးလူဖြစ်လိုက်တာအပီတီဖြစ်ရတာပေါ့အဓိကဘယ်ဘယ်လူပဲဖြစ်ဖြစ်ပါလူပဲဖြစ်ဖြစ်ဟိုတသိလေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်လူတစ်ခုထမြောက်တယ်ဆိုတာကတော့ဒါပျော်ရွှင်စရာပေါ့နော်ကိုကိုတိုင်းလှုပ်ပြီးကိုကိုတိုင်းရှာထားတဲ့ငွေနဲ့ဒီလိုမျိုးလူရတယ်ဆိုတာဘယ်နဲ့မှလဲလို့မရပါဘူးအမောကတော့ညီမတို့အများကြီးတိတိကျကျခတ်မှန်းထားတော့မရှိပါဘူး။ဒီတိုင်းလူထားပဲရှိပါတယ်။ အဲဟုတ်ညီမကတော့အဓိကလိုအပ်မယ်လို့ထင်တဲ့နေရာတွေကိုတရားရှာပြီးလို့ဖြစ်တယ်ပေါ့နော်အဲနောက်ပိုင်းကျရင်လည်းညီမဒီဟိုညီမ Facebook ကောက်မှာဆိုတာသိကြပါတယ်ညီမ HIV AIDS ကလေးတွေကိုလည်းအဲလူဖြစ်တယ်ပေါ့နော်နောက်လည်းလူဖို့အစီအစဉ်လေးရှိတယ်တကယ်ကိုလိုအပ်တယ်ပြီးတော့လူသိနေတဲ့နေရာတွေကိုညီမပို့ပြီးလူဖို့စဉ်းစားထားပါတယ် အဓိကဘယ်လိုလဲဆိုတော့ညီမတို့အနုပညာရှင်ဆိုတာဒါအကုန်လုံးက idol အနေနဲ့အားပေးကြတယ်ချစ်ခင်ကြတယ်ကိုချစ်ခင်တဲ့အနုပညာရှင်တယောက်ကဒါမျိုးရလူရယ်ဆိုရင်ကိုကိုချစ်တဲ့ပရိသတ်တွေလည်းဒါလိုက်လူကြမယ်တဲ့လိုအပ်တကယ်လိုအပ်တဲ့နေရာတွေကိုပါဝင်အားပြေးပေးကြမယ်လို့မျှော်လင့်နေတဲ့အတွက်ညီမဒါလေးလူရယ်ဒါမီဒီယာတွေကိုချပြရပါတော့เนาะအော်အကယ်၍ဒါညီမကလည်းအကောင့်ညီမ Facebook အကောင့်မှာလည်းတင်ပေးပါမယ်အဲတင်တဲ့ခါကျရင်လည်းဝင်ရောက်လေ့လာကြည့်ရှုပြီးတော့ဆက်တွေ့လူတန်းနိုင်ပါတယ်လို့ပြောချင်ပါတယ် အဲအခုကြာပါပြီကိုဟာကိုယုံကိုဟာကိုပဲရှာကိုဟာကိုပဲဖြတ်တန်းမီရောမိဘပတ်စံဟိုမယူပဲနဲ့သုံးနေရကြာပါပြီအဲ့တော့ကိုရှာတဲ့ပတ်စံနဲ့ကိုလူကျင်နဲ့လူလို့ရတယ်ကိုအဆင်ပြေတယ်လို့နေလို့ရတဲ့အချိန်မှာဒါကိုကနောက်ပိုင်းမှာပိုလူဖြစ်လာတာပေါ့နော်အလူတန်းလေးလည်းလုံးဝပဲဆိုဟိုအကုန်လုံးနဲ့တည့်ရတိုင်းပဲဟိုမနေ့ပြန်ဆိုမသေးကြဘူးညီမတို့လည်းတကယ်တန်ဝေကလည်းရစရာလည်းအများကြီးရှိရတဲ့အတွက်ကြောင့်ဒါလူတန်းလေးလုံးမယ်ပျော်ပျော်ရွှင်ရွှင်နေမယ် ကိုကိုလုတ်တင်လာလုတ်မယ်ပေါ့ဒါပဲတွေးထားပါတယ် အအဓိကတော့ဟိုဘာရည်ရချက်ရင်မှာတော့မရှိပါဘူးအဓိကတော့ဟိုလိုအပ်တဲ့နေရာလေးကိုလူပေးခြင်းနဲ့ပြီးွားရေကိုကဒါလူဘွားရောက်လာပြီဆိုရင်ဒါအလူတန်းဆိုတာလဲဟိုလှုပ်လှုပ်တဲ့အရာ ဖြစ်တဲ့အတွက်လူလူဖြစ်တာပါပြောဟိုတံဝေကတော့အများကြီးရတာပေါ့နော်ဒါလူတိုင်းလည်းသိပါရဲ့ဟိုကိုယ့်ရဲ့တငယ်ချင်းမမို့ကိုယ့်ရဲ့မိသားစုမမို့ဒါလူပွားရောက်လာပြီဆိုအကုန်လုံးကဒီတစ်ချိန်ဒီလမ်းကိုသွားရမှာဖြစ်တဲ့အတွက်ညီမကတော့ကိုပြင်ဆင်စရာရှိရပြင်ဆင်မယ်ကောင်းတာရေလုပ်ဖို့အများကြီးစဉ်းစားထားပါတယ် အော်ပြင်စင်ပြင်စင်ရမှာဟောမှန်ရောပြင်စင်တော့ဆိုငငယ်ပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်အကုန်လုံးကတစ်ချိန်ဒီလမ်းကိုသွားရမှာဖြစ်တဲ့အတွက်ကိုယ်အသက်ရှင်နေတဲ့အချိန်မှာအကောင်းဆုံးဖြတ်တန်းမှုကအရေးကြီးဆုံးဖြစ်ပါတယ်